တင်ရောကုတီလက်တဲ့ကိုင်းနေတော့လား က်တဲ့ကိုတောင်းနဲ့ကိုက်ဖြန့်ကြတဲ့သူတွေကိုမြင်ဖူးတွေ့ဖူးကြသလိုကိုတိုင်ရောလက်သေးကိုက်ခူမှာပါတဲ့တဲ့ကရင်ကနေအချင်းပါသွားသလိုအထိဖြစ်သွားကြတဲ့သူတွေလည်းရှိပါတယ်။တဲ့တဲ့မကိုက်ရင်မနေနိုင်သူတွေအများစုဟာဆိတ်လုံရှားတဲ့အခါမျိုးတွေ၊စိတ်ပူပန်တဲ့အခါမျိုးတွေ၊တခုခုသွေးတော်နေတဲ့အခါမျိုးတွေမှာအမှုမဲ့အမမဲ့လုံပြီးတက်ကြပါလေ။တဲ့တဲ့ကိုက်တာကကြီးကြီးမားမားပြဿနာမဟုတ်ဘူးထင်ရပေမဲ့အရွယ်ရောက်ပြီးသားသူတယောက်အတွက်လက်တဲ့ကိုက်နေတဲ့ချင်းကိုသတိထားပြီးပြင်သစ်ပါရတယ်။ဘာလို့လဲဆိုရင်လက်တဲ့ကိုက်ချင်းက ကျမရဲ့အတွက်အရင်မကြည့်ဘူးထင်ရပေမဲ့အချိန်တစ်ခုကြည့်ကြာလာရင်တော့ကျမရဲ့ကိုထိခိုက်စေနိုင်ပါတယ်။အရင်ဆုံးနှစ်သက်ကြိုက်ခြင်းကြောင့်မိမိလက်သေးများပျက်စီးလာနိုင်ခြင်းလက်သေးကတရှူးတွေထိခိုက်ပျက်စီးလာပြီးလက်သေးတွေရောင်ရမ်းလာခြင်းပုံလာခြင်းမျိုးတွေဖြစ်စေနိုင်ခြင်းလက်သေးကချင်းကြောင့်သွားများပျက်စီးစေနိုင်ခြင်း၊မိကြရှင်လက်သေးများကိုက်လာခြင်းကြောင့်မိယိုးမှာ ပြဿနာများဖြစ်လာစေခြင်း၊လက်သေးခွန်များလူပြီးကွာလာခြင်း မဆက်သေးပတိရိယာပိုးတွေဝင်ရောက်စေနိုင်ခြင်းလေကြောင်းပိုးဝင်လာစေခြင်းဖြားနာလာစေခြင်းလက်ထိတ်ကလေးတွေတူးထွက်လာစေခြင်းလက်ထိတ်အရေပြားတွေထိခိုက်စေလာခြင်းစတာတွေကရေရှည်လက်သေးကခြင်းကြောင့်ဒီလက္ခဏာတွေဖြစ်လာစေနိုင်ပါတယ်။ဒါဆိုရင်လက်သေးမကမ်းမိအောင်ဘယ်လိုလုပ်ရမလဲဆိုရင်လက်သေးကို အရှင်မထားပါနဲ့လက်သေးကိုခတ်တူတူညှပ်ပေးပါတတိလူပီလက်သေးတိုက်တဲ့တာကြောင့်လက်အိတ်ဝတ်ထားပေးပါ လက်သေးမကိုင်းမီအောင်လက်သေးပုံပေါ်ချင်းလက်သေးနီခါခါဆုပ်ပေးထားခြင်းမျိုးပြုလုပ်ပေးပါနောက်ပြီးစိုးရင်လုံကဲမှုတွေကိုအသက်နိုင်ဆုံးဖြေဖြောက်ပေးပါအကြောင်းရင်းတစ်ခုခုတွေးတော်တဲ့အခါလက်သေးကိုက်တက်တဲ့အချင်းကိုပြင်ပေးပါဆရာလေးတွေကိုတတိထားပြီးဖြည်းဖြည်းချင်းပြင်ပေးရင်လက်သေးကိုက်ချင်းကိုတတ်တာစေလာနိုင်ပါတယ်တင်းလက်သေးလေးတွေလက်ဖက်စေဖို့လက်သေးမကိုက်မိအောင်နေဖို့တော့လိုပါတယ်ဒါကြောင့်လက်သေးမကိုက်မိအောင်အသက်နိုင်ဆုံးတတိထားပြီးပြင်ဖို့မလိုက်ချင်ပါတယ်